မင်္ဂလာပါရှင်။မိုးလေဝသနဲ့ဇလဗေဒညင်ကြားမှုဦးစီးဌာနကနေဇွန်လ17ရက်ဒီကနေ့နနက်9:00နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်။ကပ်ပီပင်လယ်ပြင်နဲ့ပင်ကလားပင်လယ်အော်အရှိတောင်ပိုင်းတို့တွင်မုတ်တုံလီအားကောင်းနေပြီးကြံမင်္ဂလားပင်လယ်အော်တွင်မုတ်တုံလီအားအနည်းငယ်မှအာသင်တင်ရှိနေပါမယ်။ ဒီကနေ့ညနေထိခမ်းမန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျကျမကွေးတိုင်းဒေသကြီးကယားပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်နေရာစစ်စစ်ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်နေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင်နေရာကွက်ရီမိုးချီနိုင်ပါတယ်။ရွှေရယာနှုံးပြည့်ဖြစ်ပါတယ်။ ဝိုးတင်အောင်ဖြစ်ပေါ်မှုအခြေအနေအရစကိုင်းတိုင်းဒေသကြီး AR တိုင်းဒေသကြီးတည်နေတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအစပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးချိုးဖြစ်ခြင်း၊ပြည့်စည်လက်ခြင်းနှင့်မိုးသီကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါသည်။ မြမပင်နေပြင်တွင်မြဝကျုံမော်မုတ်တမကွေမွန်တနင်္လာရီကံရန်တရှောင်းနှင့်ကမ်းလွန်ပင်လေပြင်တွင်ရှမ်ပန်ရန်ကမိုးတဲ့လေပြင်များကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးတဲ့လေပြင်ကြစဉ်ရေပြင်းမြေပြင်လေဟာတနအိုင်လေမိုင်30မှ35မိုင်အထိတက်ခတ်နိုင်ပါသည်။လိုင်းမြမမြဝကျုံမော်မုတ်တမကွေမွန်တနင်္လာရီကံရန်တရှောင်းနှင့်ကမ်းလွန်ပင်လေပြင်တွင်ကိုးပေမှဆက်တပေကရှိနိုင်ပါသည်။ကြံမြမပင်လေပြင်တွင်လိုင်းတင်တင်ရှိပါမယ်။ လိုင်းမြစ်မှာရခိုင်ကမ်းရန်းတခြားနယ်ကမ်းလွန်ပင်နယ်ပြင်တို့တွင်6ဝီမှရှိပေခဲ့ရှိနိုင်ပါတယ်။နောက်နေ့အထက်ကမန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊အေရီတိုင်းဒေသကြီး၊တနင်္လာရီတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်မိုးပူလာပါမယ်။နေပြည်တော်ရန်ကုန်မြို့၊မန္တလေးမြို့နဲ့ဤတဝိုက်တွဲဒီကနေ့ညနေထိကမန်းချက်ကတော့မိုးတိုင်တစ်ကြိမ်ထိချုံရပါမယ်။ရွာရရာနှုန်းပြည့်ဖြစ်ပါရဲ့ရှင်။